အနာသိန်းစစ်တဲ့လက်ဝေခံအဖြစ်ပြည်အောင်စုဝင်ကြီးတာဝန်တွေထိထမ်းဆောင်ခဲ့ဘူးတဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရဲ့ဥက္ကဋ္ဌဒေါ်သက်ခိုင်ကိုစစ်တပ်ကမကြိုက်တော့လို့ဥရီကိုလိုရာတုံးပြီးကိုစလက်လောင်းစင်းကနေပယ်ဖျက်လိုက်တာဆိုတဲ့ထောက်ပြဝေဖန်မှုတွေရှိနေပါတယ်ဒေါ်သက်ခိုင်ဟာတက်ဆိုင်ရလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှာရှစ်ကားကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစွမ်းတာကြောင့်ဖြစ်တယ်လို့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC ဘက်ကပြန်လည်ဖြေကြားတယ်လို့ဝါဒဖြန့်သတင်းမီဒီယာတွေကဖော်ပြထားပါတယ် ရွေးကောက်ပွဲဥပဒေအရဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလဲလောင်းဟာနိုင်ငံတော်နဲ့ပုဂ္ဂလိကကိုပေးဖို့အကျိုးမရှိသူမတင့်တော်တဲ့ပေးရန်တာဝန်နဲ့ကင်းရှင်းသူဖြစ်ရမယ်လို့သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ကားကြီးမှာဖော်ပြထားတာပါကိုယ်စလုံးလုံးမဲ့ဆိုရင်ဘဘကုနာပြောပြီးကျွေးမိကင်းရှင်းရမယ်။ဟောနောက်ဒီမဲ့စင်းရင်မခံယူရဘူးလေ။အဲ့ဒါရင်လည်းအချက်နဲ့ပြည့်စုံမှဆိုတော့ဟိုသူကအဲ့အချက်မှကျွေးမိမကင်းရှင်းတဲ့အချက်နဲ့သူကညှိသွားတာပေါ့ နိုင်ငံတော်သို့မဟုတ်ပုံစံပေါ့လေခွန်ကင်းပြင်းပြီးကင်းချင်းကြောင်းသူကဘဘလို့ကထောက်ခံတာယူသွားတယ်အဲ့ဒီချင်းဝင်ရှိလို့ချင်းသူကအမတ်ဝင်ယူလို့မရပါဒီဥက္ကလလို့လို့ရတယ်အမတ်အမတ်ပြေကိုယ်စလဲလောင်းဖြစ်ကဝင်ယူလို့မရအဲ့ဒါနဲ့ယူစီကတွေ့တယ်တွေ့အဲ့ဒါနဲ့သူပယ်လိုက်တော့နော်ကိုယ်စလဲလောင်းဖြစ်ပယ်မြေကကြောင်ရပြီးသူကြားတယ်ဥပဒေပညာရှင်တွေကတော့ဒီဥပဒေဟာတိကျရှင်းလင်းတဲ့ပြဋ္ဌာန်းချက်ရှင်းလင်းချက်တွေမပါဝင်ပဲ ဘယ်တလုံးကြပြတ်ထန်းထားတာဖြစ်တယ်လို့ဆိုပါတယ်ဘိုးစားလူပွဲမှာမဟုတ်တာပဲအဲ့ဒီကစဉ်းစားကြရကိုမလို့အကျိုးရေးဆိုတာလည်းပါပဲလားလူတိုင်းကျွေးရှိတယ်လေအစိုးရတွေမှာလည်းကျွေးနေတယ်လူတွေမှာအကုန်ကျွေးရှိတယ်လူတွေအဲအဲ့လိုပုံစံအမျိုးမျိုးနဲ့ပေါ့ကွာအဲ့တော့ကိုယ်ကဥပဒေတရားဆိုတာလို့လေထုတ်ပြီးလို့ရှိရင်အဟိုဟိုဥပဒေကအဲ့လိုဝိုးတိုးဝါဒမထုတ်ရဘူးလေမရှင်းမင်းချက်တွေပါလေတွဲပါတယ်လေမရှင်းမင်းချက်တွေဟလာအဲ့လိုကွန်းက ဟိုအကျွေးမီဆိုဒီမှာ အကျွေးပေးရန်ရှိသည်ဟု ဆိုဒီမှာဘလိုဟာမျိုးကိုဆိုတယ်အဲ့အမျိုးတွေပေါ့ကွာအဲ့လိုရှင်းလင်းကြံတွေထည့်ပေးရတယ်အဲ့ကိုလိုကကိုတွေးပြီးလှုပ်ချင်အောင်လှုပ်လဲဆိုရင်ဥပဒေမဟုတ်ဘူးလေအဲ့ဒါအနိုင်ကျင့်တာပေါ့နော်ဒေါ်တက်ခိုင်ဟာအနာသိန်းစစ်တဲ့ရန်တရားတွေမှာပါဝင်ခဲ့ပြီးစစ်တဲ့လှုပ်ဆောင်ချက်တွေကိုအားပေးထောက်ခံခဲ့တယ်လို့2022ခုနှစ်မှာစေကောင်းဆောင်ကသူ့ကိုတည်ပြီးပြန်ချီပွဲပေးခဲ့ပါသေးတယ် အနာသိန်းစစ်တပ်ကဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့မှလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ဝန်ကြီးအဖြစ်2021ခုနှစ်ကနေ2023ခုနှစ်ဩဂတ်လအထိဟိုတယ်နဲ့ကြီးသွားလာရေးဝန်ကြီးဌာနမှပြည်အောင်စုဝန်ကြီးအဖြစ်2025ခုနှစ်ဇန်နဝါရီ31ရက်နေ့ထိလုပ်ကိုင်ခဲ့တာပါဒေါ်သက်ခိုင်ဟာပါတီသတင်းစာရှင်းလင်းပွဲတစ်ခုမှာစစ်တပ်ရဲ့မတရားဖမ်းဆီးချုပ်နှောင်ခြင်းကိုခံနေရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ဟာ အခက်တိလိုက်စားမှုကြောင့်ဖမ်းဆီးရယူခံရတာဖြစ်တယ်လို့လည်းစစ်တပ်ကြိုက်ပြောဆိုခဲ့ပါသေးတယ်။နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကသတ်မှတ်တာရှိပါတယ်။သို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင်။ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာအာဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကျခံနေရတာဖြစ်ပါဒါပေမဲ့လည်းစစ်တပ်ဟာသူတို့မလိုအပ်တော့တဲ့အချိန်မှာအခုလိုပါဝင်ခွင့်မပြုတော့ရလည်းဖြစ်ပါတယ်။ အဲကံကပြောရလို့ပဲကျုပ်စုကသူလူကျင်တဲ့အနေအထားတစ်ခုကိုကျောင်းမပုံစံကိုလည်းကစီစဉ်ထားပြီးသားဖြစ်တယ်။ဒီလိုနေရာတွေမှာဆိုလို့ရှိရင်ဘဲဆန္ဒနေတူးချဲတာတို့နောက်ခွဲတာတို့ဒါမျိုးတွေလည်းလုပ်တယ်ဆိုရင်ဆက်ချာတော့သူပင်မြောင်းပြင်းနေဆိုတော့ကျွန်တော်လည်းမသိဘူးပေါ့နော်စိတ်လည်းမဝင်စားဘူး။ဒါပေမဲ့လို့တီချာတာကတော့စီစဉ်ဆိုတာသူလူကျင်တဲ့ရလိုက်ရဖို့အတွက်အမျိုးစုံပုံဖော်မယ်လို့ပဲအဲ့လိုပဲပြောလို့ရတယ်ရှင်။ ရေကောက်ွယ်ဝင်ရောက်ရှင်ပြိုင်ဖို့အမည်စင်းတင်သွင်းထားတဲ့ကိုစလလောင်း9000ကျော်မှာဖွဲ့စည်းပုံအခြေခံဥပဒေသက်ဆိုင်ရာလွှတ်တော်ရေကောက်ွယ်ဥပဒေမြေဥပဒေတွေနဲ့မညီညွတ်လို့ပယ်ဖျက်ခံရတဲ့ကိုစလလောင်း86ဦးရှိတယ်လို့လည်းယူရီစီကထုတ်ပြန်ပြောဆိုထားပါဗျာ